ရှင်ငေးဘူးလောင်နာကြောင့်အေဂျီဘူးလေးတွေဖြစ်နိုင်တယ်လို့ဖိအားများတာကြောင့်လည်းအေဂျီဘူးလေးတွေဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်လာတဲ့အခါအေဂျီဘူးလေးတွေကိုတေချာလေးကယူဆိုင်ဖို့လိုပါမယ်။အေဂျီဘူးလေးတွေကိုတေချာကယူမဆိုင်ဘူးဆိုရင်အေဂျီဘူးတွေကပေါက်သွားပြီးအနာဖြစ်တာပိုးဝင်လာလို့မျိုးမလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ဒီလိုမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်လာစေဖို့အတွက်အေးပြားပေါ်မှာအေဂျီဘူးလေးတွေကိုဘယ်လိုမျိုးတေချာကယူဆိုင်ရမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးသားပါမယ်ရှင်။ ကြည်ဘူးလေးတွေက ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာဖြစ်နိုင်ပါတယ်။စီဘူးလောင်တာ၊ယဉ်ယိုးဘူးလောင်တာ၊ပြီးဘူးကက်မီယာ၊ခြေထောက်မှာဆိုရင်တော့ဖန်နက်ပေါက်တာ၊ကြမ်းတနစ်မြင့်နေပြင်တွေမှာဖန်နက်မပါဘဲနဲ့အချိန်ကြာကြီးရှောင်မိတာ၊လက်မှာဆိုရင်တော့တခုခုကိုကကြေသုံးပြီးဖိညှက်ရင်ဖိအားကြောင့်ဖြစ်တာ၊ပေါက်ထူပေါက်ရတာကြောင့်အေးစီဘူးထတာပိုးဝင်ကုဆတ်တာကြောင့်အေးကြီးဘူးထတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါဆိုအေးကြီးဘူးတွေကိုဘယ်လိုမျိုးတတအောင်လုပ်လို့ရမလဲဆိုတာကိုပြပြပေးခြင်းပါတယ်။ ပထမဆုံးနီလန်ကတော့ရှာဆောင်လက်ပတ်ပါရှာဆောင်လက်ပတ်ခြေလီသားကိုခြေအောင်မွေထားတာဒါမှမဟုတ်ခပ်ပါပါအလွာလေးဖျောင်းလှိလိုက်ပါပြီးရင်တော့တေချာတန့်စင်ထားတဲ့အေဂျီဘူးလေးပုံမှန်ကပ်ပေးပါပုံမှန်လေးလုပ်ပေးမယ်ဆိုရင်တော့အေဂျီဘူးလေးတွေကအထီးခိုက်မဖြစ်ပဲနဲ့သက်သာကောင်းမှာပါနော်နောက်ထပ်တစ်မျိုးကတော့ပက်ထိုလီယံဂျယ်လီပါပက်ထိုလီယံဂျယ်လီကလည်းအေဂျီဘူးလေးကိုသက်သာစေမယ့်လေကူရိုးစင်းတဲ့နည်းလမ်းလေးတစ်ခုပါပဲ ေဂျီဘူးလေးတွေပေါ်ကိုပက်ထိုလီယံဂျယ်လီခပ်ပါပါလေးရင်းပေးတာကလည်းနီလန်ကောင်တစ်ခုပါပဲเนาะနောက်ထပ်တစ်မျိုးကတော့ပန်းဒီရှာလကာကြီးပါ ပန်းဒီရှာလကာကြီးကအသားအရေကိုကျမစေတယ်လို့အရေကြီးမှုလေးတွေတတစေဖို့လည်းအသုံးပြုပေးလို့ရပါတယ်။ပန်းဒီရှာလကာကြီးကိုရေနဲ့စားတူရောခွန်စားတန်တန်လေးနဲ့တူပြီးရောအရေကြီးမှုလေးတွေပေါ်မှာကပ်ပေးထားရုံပါပဲ။အချိန်ကြာကြီးမထားမိဖို့လို့လိုပါတယ်နော်။ ပန်းနိချလကာရေကပိုးဝင်ကူးဆက်တာမျိုးမဖြစ်စေဖို့အတွက်ကောက်ွယ်ပေးနိုင်ပါတယ်။နောက်ထပ်တစ်မျိုးကတော့အုံစီပါ။သဘောဝအုံစီစစ်စစ်လေးကအေးပြားပေါ်ကအေးကြီးဘူးတွေကိုတက်တာစီဖို့အတွက်အထောက်အကူပေးနိုင်ပါတယ်။တန့်စင်ထားတဲ့အေးကြီးဘူးလေးတွေကို အုံစီခပ်ပါပါလေးလိမ့်ပေးထားရုံပါပဲ။တနည်းကို၃ချိန်ကနေ၄ချိန်လောက်အထိလိမ့်ပေးလို့ရပါတယ်နော်။နောက်ထပ်တစ်မျိုးကတော့သွားတိုက်ဆေးပါ။သွားတိုက်ဆေးကတော့လူသုံးများတဲ့အေးကြီးဘူးအိမ်တွင်းကုထုံးတစ်ရက်ပါပဲ။ အရေးကြီးဘူးလေးတွေပေါ်မှာတောက်တိုက်ဆေးလေးခပ်ပပလင်းပေးရမှာပါ၆တောင်းအောင်ထားလို့လည်းရပါတယ်နော်နောက်ထပ်လေမျိုးကတော့အရင်ငွေကြမ်းပါလက်ဖက်ချောက်ခတ်ထားတဲ့အရင်ငွေကြမ်းကိုအေးခံပြီးအဝကျကျစလုံးလေးကိုထည့်ပါပြီးရင်အရေးကြီးဘူးဖြစ်နေတဲ့နေရာလေးကိုရင်ငွေကြမ်းနဲ့ဆင်ထားပေးရမှာပါ15မိနစ်ကနေမိနစ်20လောက်ဆင်ထားပေးပါနော်ဒီလိုမျိုးဆင်ထားပေးတာကအရင်ကြီးဘူးကိုတတစေနိုင်တယ်လို့ပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့အတွက်လည်းအထောက်အကူပေးနိုင်ပါတယ်ရှင် နောက်ဆုံးနှမျိုးကတော့ diaper rash cream ပါ diaper rash cream ကအစင်း outside ပါတာကြောင့် baby လေးတွေတေးခံလောင်လောင်တတဆင်းနိုင်တယ်လို့အေးပြားပေါ်ကအေးကြီးဘူးလေးကိုတတအောင်လဲလှုပ်ဆောင်ပေးနိုင်ပါတယ်အေးကြီးဘူးလေးတွေပေါ်မှာခပ်ပါပါလေးပုံမှန်လင်းပြီးယူမှာပဲနော်တနေ့ကိုနှစ်ချိန်ကနေ၃ချိန်လောက်အထိအသုံးပြုပေးလို့ရပါတယ်အေးပြားပေါ်ကအေးကြီးဘူးလေးတွေကြောင့်စိတ်နှောင့်ယှက်ဖြစ်မနေပါနဲ့တော့နော် အခုပြပြပေးခဲ့တဲ့နီလန်းတွေကိုအသုံးပြုပြီးပိုးဝင်ငူးစမှုမရှိအောင်ကာကွယ်ပြီးတော့အမြန်ဆုံးသက်သာအောင်လုပ်လိုက်ပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနှီးကုန်းဆက်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်